လုံးပဲမင်္ဂလာပါကျွန်တော်ကတော့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်လူ့သားညွှန်ရေးဆိုရပြည်ထောင်စုဝန်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူနေဖုံးလန်ဖြစ်ပါတယ်တပတ်တစ်ကြိမ်တင်ဆက်နေကြဖြစ်တဲ့လူ့သားညွှန်ရေးဆိုရရဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်ကိုပြုလုပ်သွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကိုရီးယားသမ္မတနိုင်ငံသမ္မတအဖြစ်ရွေးကောက်တင်မြောက်ခံခဲ့ရတဲ့မစ္စတာအီဂျီမြောင်ကိုမြန်မာပြည်သူတွေကိုစားမျိုးသားညွှန်ရေးဆိုရအနေနဲ့လိုက်လဲစွာဂုဏ်ပြုကြိုဆိုကြောင်းပြောကြားလိုပါတယ် လွတ်လပ်မှုတရားမျှတမှုနဲ့ဒီမိုကရေစီစံတန်ဖိုးတွေအတွက်အစဉ်အစရက်တည်ဥဆောင်ခဲ့ကြတဲ့တောင်ကိုရီးယားပြည်သူတွေနဲ့အစိုးရဆက်ဆက်တို့ရဲ့ဒီမိုကရေစီနီးကြကြင့်ကြံဆောင်ရွက်မှုတွေဟာမြန်မာပြည်သူတွေပါဝင်ကမ္ဘာတဝန်းမှာရှိကြတဲ့ဒီမိုကရေစီရေးလွတ်လပ်ခွင့်နဲ့လူ့ခွင့်ရေးတို့အတွက်စူးစမ်းရုန်းကန်နေကြသူတွေအားလုံးအတွက်လေးစားအတူယူပဲဖြစ်ခဲ့ပါတယ်။သမ္မတအီဂျင်မြောင်လက်ထက်မှာကိုရီးယားသမ္မတနိုင်ငံအနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရကိုတရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုထောက်ခံအားပေးရင်း မြန်မာနိုင်ငံရဲ့ Federal Democracy ပြည်ထောင်စုထူထောင်ရေးကြိုးပမ်းမှုမှာပြည်သူတွေနဲ့ထပ်တူဆက်လက်ရည်တည်သွားမယ်လို့အပြည့်အဝယုံကြည်ကြောင်းပြောကြားလိုပါတယ်။ဆက်လက်ပြီးမြန်မာနိုင်ငံမှာအကြမ်းဖက်စစ်အုပ်စုရဲ့လေကြောင်းပုံကျဲတိုက်ခိုက်မှုတွေလက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေပညာသင်ယူခွင့်ဆုံးရှုံးနေရတဲ့ကိစ္စကိုပြောကြားလိုပါတယ်။မြို့သားညညရေးဆိုရာပညာရေးဝန်ကြီးဌာနအနေနဲ့ကလေးငယ်တွေ ပညာသင်ကြားခွင့်မဆုံးရှုံးစေရေးအတွက်စုံမိုးထင်းချုံနယ်မြေတွေမှာဂျာကာလာပညာရေးကိုနီလန်းမျိုးစုံနဲ့ဖော်ဆောင်သင်ကြားပေးလျက်ရှိပါတယ်။ဒါပေမဲ့လက်ရှိအချိန်မှာအကြံဖတ်ဆဲဥစုဟာကလေးတွေပညာသင်ကြားနေတဲ့စာသင်ကျောင်းတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေလုပ်နေတာကြောင့်ဝန်ကြီးဌာနအနေနဲ့စုံမိုးထင်းချုံနယ်မြေတွေအတွင်းဖွင့်လှစ်ပညာသင်ကြားနေကြတဲ့ဂျာကာလာပညာရေးကျောင်းတွေအားလုံးကိုဘေးရန်ရဲ့ကင်းရှင်းရေးစီမံတွေဆောင်ရွက်နေစဉ်ကာလအတွင်းခိတရာကြီးရန်နာထားဖို့အတွက် ညွှန်ကြားချက်အမှတ်1မြင်းဆောင်2025ကိုမလွဲမရှောင်သာပဲထုတ်ပြန်ခဲ့ရပါတယ်မြန်မာနိုင်ငံမှာကလေးငယ်တွေလုံခြုံစိတ်ချစွာအသက်အန္တရာယ်ကင်းရှင်းစွာပညာသင်ယူနိုင်ရေးလူသားညွန်ရေးအစိုးရအနေနဲ့ဆောင်ရွက်လျက်ရှိတဲ့ဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံတွေအတွက်အိန္ဒိယနိုင်ငံတွေနိုင်ငံတကာတိုင်းပြည်တွေနဲ့ကလေးတငယ်ဆိုင်ရာအဖွဲ့အစည်းတွေကလေးအခွင့်ရေးဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးကြဖို့တိုက်တွန်းဖိတ်ခေါ်လိုပါတယ် မြန်မာနိုင်ငံကကလေးတွေလွတ်လပ်စွာပညာသင်ကြားပိုင်ခွင့်ကိုမဆုံးရှုံးစေဖို့အတွက်ခင်မီလေးချောင်းအချက်ပေးစနစ်တွေဘုံကျဲတံခံနိုင်တဲ့ခိုးလုံရနေရာတွေအရေးကြီးလိုအပ်နေတာဖြစ်ပါတယ်။အကြမ်းဖက်ဆဲအုပ်စုဟာစာသင်ကျောင်းတွေကိုသာမကဘဲနဲ့ဆေးရုံတွေဆေးကန်းတွေကိုပါပြင်ပထားတိုက်ခိုက်နေတာကြောင့်မြို့သားညွေရေးဆိုရကျမ်းမာရေးဝန်ကြီးဌာနအနေနဲ့လည်းပြည်သူလူထုကိုလုံခြုံစွာနဲ့ကျမ်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်ဖို့ဘုံကျဲတံခံနိုင်တဲ့ ညရောက်စေးရုံစေးကန်းတွေစောက်လုံနိုင်မှုကိုကြိုးစားဆောင်ရွက်လျက်ရှိကြောင်းလည်းပြောကြားလိုပါတယ်။မြန်မာနိုင်ငံဟာရေကောက်ခံရတားဆိုးရလက်ထက်မှာနျူကလ িয়ার ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာကွန်ဗင်းရှင်းနဲ့နျူကလ িয়ার ပစ္စည်းတွေနဲ့ရုပ်ပိုင်းဆိုင်ရာကာကွယ်မှုကွန်ဗင်းရှင်းတို့ကို2016ခုနှစ်မှာ အတည်ပြုလက်မှတ်ရေးထိုးခဲ့ပါတယ်။ဒါ့အပြင်နျူကလ িয়ার လက်နက်စမ်းသပ်မှုများအလုံးစုံတားမြစ်ရေးစာချုပ် CTBT ကိုလည်း2018ခုနှစ်မှာအတည်ပြုလက်မှတ်ရေးထိုးခဲ့သလို ယူကလီးယားလက်နက်များတားမြစ်ရေးစာချုပ် TPNW ကိုလည်း2018ခုနှစ်မှာလက်မှတ်ရေးထိုးခဲ့ပါတယ်။ဒါ့ပြင်မဲ့ယူကလီးယားလက်နက်များတားမြစ်ရေးစာချုပ် TPNW ကိုအတည်ပြုဖို့နဲ့အပြည်ပြည်ဆိုင်ရာအမှုမြစွမ်းရည်အေဂျင်စီ IAEA ရဲ့နောက်ဆက်တွဲသဘောတူညီချက်စာချုပ်တွေကိုအာဏာတပ်ဝင်လာအောင်ဆောင်ရွက်မှုတွေကတော့2021ခုနှစ်စစ်တပ်ကပြည်သူ့အာဏာကိုလူယူဖို့စ조사ခဲ့မှုကြောင့်ရပ်ဆိုင်းသွားခဲ့ပါတယ်။ ဒါပြင်လက်ရှိအချိန်မှာတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာငြိမ်းချမ်းတဲ့ရွေချက်တွေနဲ့အသုံးပြုမယ်လို့အကြောင်းပြပြီးတော့စစ်ရေးအတွက်နျူကလ িয়ার နည်းပညာရယူဖို့ကိုကြိုးပမ်းမှုတွေအရှိန်မြင့်လှုပ်ဆောင်လာနေတာတွေ့ရပါတယ်။နျူကလ িয়ার နည်းပညာကိုပိုင်ဆိုင်ပြီးစစ်ရေးအတွက်အသုံးချဖို့ဟာစစ်အာဏာရှင်ဆက်ဆက်တို့ရဲ့နိုင်ငံအာဏာကိုထာဝရစိုးမိုးထိန်းချုပ်နိုင်ရေးအတွက်အစဉ်တစိုက်ကြိုးစားခဲ့တဲ့အိမ်မက်ဖြစ်ပါတယ်။မြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံကြားနျူကလ িয়ার ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဟာဆရာနာရှင်ဟောင်းဦးတန်းရွှေလက်ထက် 2008ခုနှစ်မှာစတင်ခဲ့တာဖြစ်ပြီးတော့ဥသိမ်းစိန်လက်ထက်2015ခုနှစ်မှာလဲရုရှားကုမ္ပဏီ Rosatom နဲ့ပထမဆုံးနားလည်မှုစာချုပ်လောထိုးခဲ့ပြီးမြဲ NLD အစိုးရလက်ထက်မှာရပ်တန့်ခဲ့ပါတယ်။အဲဒီနောက်အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကအဲ့ဒီနျူကလ িয়ার အိမ်မက်ကိုပြန်လည်ပြီးတော့အသက်သွင်းလာတာဖြစ်ပါတယ်။2022ခုနှစ်ဇူလိုင်လကနေ2023ခုနှစ်အောက်တိုဘာလအထိ15လအတွင်းမှာနားလည်မှုစာချုပ်လောထိုးတာနျူကလ িয়ার နည်းပညာသတင်းအချက်အလက်စင်တာဖွင့်လှစ်တာ ်ပူပေါင်းဆောင်ရွက်မှု14ခုအတွက်သဘောတူညီမှုတွေပြုလုပ်တာအခုနောက်ဆုံးအနေနဲ့ဓာတ်ပေါင်းမှုတိစောက်ရေးအတွက်လေလာဆန်းစစ်မှုတွေအပြည့်အသတ်ပြီးတော့လက်တွေ့တိစောက်ဖို့ပြင်ဆင်လာတာတွေအထူးအချိန်တိုအတွင်းမှာတစ်ဆင့်ပြီးတစ်ဆင့်တိုးမြင့်လှုပ်ဆောင်လာတာကိုတွေ့ရပါတယ်အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့နျူကလ িয়ার နည်းပညာရရှိရေးအချိန်မြင့်ကြိုးပမ်းလာမှုကိုမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အလေးအနက်စိုးရိမ်ပူပန်မိပါတယ်ဒီကိစ္စဟာမြန်မာနိုင်ငံနဲ့မြန်မာပြည်သူတွေအတွက်တောင်မကပဲ အာဆီယံဒေသအတွင်းကနိုင်ငံတွေအားလုံးမှာရှိကြတဲ့အသီးသီးသောပြည်သူတွေအားလုံးရဲ့တည်ငြိမ်အေးချမ်းရေးနဲ့လုံခြုံရေးကိုထိကိုက်စေနိုင်တဲ့ကိစ္စဖြစ်ပါတယ်။လက်ရှိအချိန်မှာ တိုင်းပြည်ဗန္ဒာနဲ့ဝယ်ယူထားတဲ့စစ်လက်နက်ပစ္စည်းတွေကိုစိတ်တန်းကြအသုံးပြုပြီးမြန်မာပြည်သူလူထုကိုနေ့စဉ်ရက်ဆက်တိုက်ခိုက်တပ်ဖြတ်နေတဲ့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့လက်ထဲကိုနျူကလ িয়ার စွမ်းအင်တုံးလက်နက်စုံတရားသာရောက်ရှိသွားမယ်ဆိုရင်ဒါဟာ ဒေတာရင်းနိုင်ငံတွေအတွက်ပါမတွေးဝင့်စရာအခြေအနေတစ်ခုဖြစ်သွားမှာဖြစ်ပါတယ်။ဒါကြောင့်နိုင်ငံတကာတိုင်းဝမ်အနေနဲ့အကြမ်းဖက်စစ်ကောင်းသောမင်းအောင်လှိုင်ရဲ့နျူကလ িয়ার စွမ်းရည်ရရှိရေးအစီအစဉ်တွေဆောင်ရွက်နေမှုကိုအထူးအလေးအနက်ထားစဉ်းစားပြီးလိုအပ်တဲ့တုံ့ပြန်ဆောင်ရွက်မှုတွေလုပ်ကြဖို့အလေးအနက်တိုက်တွန်းလိုပါတယ်။တနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငန်းမဲဆန္ဒနယ်ကပြည်သူ့တော်ကိုယ်စားလှယ်ဦးအောင်စိုးမင်းဟာအကြမ်းဖက်ဆဲအုပ်စုရဲ့ဖမ်းဆီးမှုကိုခံရပြီး စစ်ကြောရေးစခန်းမှာတည်ဆုံခဲ့တယ်လို့ပြည်ထောင်စုတော်ကိုစားပြုကောမဒီ CRPH ကဂျွန်လ၄ရက်နေ့မှာအတီးပြုထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။2020ရွေးကောက်ပွဲမှာပြည်သူလူထုရဲ့ရွေးကောက်တင်မြှောက်မှုကိုခံထားရတဲ့ဒိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်၃ဦးအချင်းတော်ထဲမှာတည်ဆုံခဲ့ရတယ်လို့မွန်ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဦးကျော်မျိုးမင်းဟာလည်းအကြမ်းဖက်စစ်တပ်ရဲ့ဖမ်းဆီးတပ်ဖြတ်ခြင်းကိုခံခဲ့ရတာရှိပါတယ်။ဒါ့အပြင် နေရစွန့်ခွာတိမ်းရှောင်နေရတဲ့ပြည်အောင်စုတော်ကိုယ်စားလှယ်၁၁ဦးနဲ့အတိုင်းဒေသကြီးနဲ့ပြည်နယ်လွတ်တော်ကိုယ်စားလှယ်၁၃ဦးတို့ဟာလည်းလုံလောက်တဲ့စေကူတာမှုမရရှိတာကြောင့်တေဆုံးခဲ့ကြရပါတယ်။လက်ရှိအချိန်အထိစစ်ကောင်စီဟာပြည်တော်စုအဆင့်လွတ်တော်ကိုယ်စားလှယ်၁၈ဦးနဲ့တိုင်းဒေသကြီးပြည်နယ်လွတ်တော်ကိုယ်စားလှယ်၄၁ဦးတို့ကိုဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်တယ်လို့လည်း CRPH ကထုတ်ပြန်ထားပါတယ်။တနင်္ဂနွေလုံးတိုက်တာအနေနဲ့အကျန်းဖက်စစ်တပ်ရဲ့စစ်ကြောရေးစခန်းတွေမှာတေဆုံးခဲ့ရသူ138ဦး ထောင်တွင်းမှာတည်ဆုံခဲ့ရသူ126ဦးထောင်ပြောင်းရင်းနဲ့လမ်းမှာတည်ဆုံခဲ့ရသူ10ဦးနဲ့ရေစကန်အချုပ်မှာတည်ဆုံခဲ့ရသူ43ဦးရှိတယ်လို့နိုင်ငံရေးကျင်းသားများကကြီးစောင့်ရှောက်ရေးအသင်း AABB ရဲ့စီးရင်စရာတွေကသိရှိရပါတယ်။ပြည်သူကိုစားပြုလွတ်တော်ကိုယ်စားလှယ်တွေကသာမကပဲနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကိုအခုလိုစစ်ကြောရေးစခန်းတွေအကျဉ်းတော်တွေရဲစခန်းတွေမှာမတရားညှဉ်းပန်းနှိပ်စက်တပ်ဖြတ်နေခြင်းဟာကြီးမားတဲ့ရာဇဝတ်မှုတွေကိုကျူးလွန်နေတာဖြစ်တာကြောင့်ဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူတဦးတယောက်ချင်းစီတိုင်းဟာမိမိတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေနဲ့ထိုက်တန်တဲ့ပြစ်ဒဏ်တွေကိုအသွင်ကူးပြောင်းရေးကာလတရားမျှတမှုရှာဖွေရေးလုပ်ငန်းစဉ်ဖော်ဆောင်တဲ့အခါတာဝန်ယူတာဝန်ခံကြရမှာဖြစ်ကြောင်းပြောကြားလိုပါတယ်။ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပလျက်ရှိတဲ့133ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာလုံခြုံရေးအညီအစည်းမှာဂျွန်လ9ရက်နေ့ကအချမှတ်ခဲ့တဲ့အကြမ်းဖက်ဆဲအုပ်စုကို ILO Convention Article 33အရ ပြင်းထန်ထိရောက်စွာအရေးယူရေးအဆုံးဖြတ်ချက်ကိုမြို့သားညို့ရေးအစိုးရအနေနဲ့လှိုင်လဲဝမ်းမြောက်စွာကြိုဆိုပါရစေ။ဆေးအုပ်စုကိုအခုလိုအရေးယူမှုဆုံးဖြတ်ချက်ကျလာရေးအတွက်မြို့သားညို့ရေးအစိုးရလုံသမားဝန်ကြီးဌာနဦးဆောင်တဲ့အစိုးရအလို့ရှင်အလို့သမားတုံးမွေဆိုင်ကိုယ်စားလှယ်အဖွဲ့အား၂021ခုနှစ်ကတည်းက၄နှစ်တာကာလအတွင်းကြိုးပမ်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်အရအရေးယူမှုတွေမှာအဓိကအားဖြင့် ကမ္ဘာလုံးသမားရေးရာအဖွဲ့ချုပ် ILO အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့စစ်ကောင်စီနဲ့ဆက်ဆံရေးပူးပေါင်းဆောင်ရွက်မှုတွေကို ပြန်လည်တုံ့တက်ဖို့ပြည်သူလူထုအပေါ်ဖိနှိပ်အကြမ်းဖက်မှုဖြစ်စေတဲ့စစ်ကောင်စီတန်းလေရင်စီစစ်လက်နက်ပစ္စည်းငွေကြေးစီးဆင်းမှုတွေမပြုတ်လို့ဖို့စတဲ့ဆေးဥစုပေါ်တိုက်ရိုက်ပြစ်မှတ်ထားတဲ့ဒဏ်ခတ်ရေးရမှုတွေပါဝင်လာမှာဖြစ်ပါတယ်။2000ခုနှစ်ဆရာနာရှင်လက်ထက်မှာလည်းပထမအကြိမ်အဖြစ်မြန်မာနိုင်ငံအပေါ်အာဒီကယ်33နဲ့အရေးယူခဲ့မှုပါတယ်။ အဲ့ဒီအချိန်ဆုံးဖြတ်ချက်မှာမြန်မာနိုင်ငံနဲ့စီးပွားရေးရာပူးပေါင်းဆောင်ရွက်မှုတွေပေါ် ILO အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ပြန်လည်သုံးသပ်ဖို့ဆိုတဲ့ဆုံးဖြတ်ချက်တစ်ခုတည်းကတော့ဆက်ရနာရှင်တွေအတွက်များစွာအထည်နာစေခဲ့ပါတယ်။ဒီဒီချိန်မှာတော့ရကင်ထက်ပုံမပြင်းထန်ပြီးတော့စစ်အုပ်စုပေါ်ဓာတ်ရိုက်ထိခိုက်စေမဲ့အရေးယူမှုတွေဖြစ်စေနိုင်မှာဖြစ်ပါတယ်။မြို့သားညို့ရေးဆိုးရအနေနဲ့အကြမ်းဖက်စစ်အုပ်စုရဲ့ချိုးဖောက်မှုတွေကိုဆက်လက်စောင့်ကြည့်သွားမှာဖြစ်တယ်လို့ အရေးယူမှုတွေကိုစဉ်းစားမပြတ်စောင့်ကြည့်ပြီးဆုံးဖြတ်ချက်တွေကိုအဖွဲ့ဝင်နိုင်ငံတွေကလိုက်နာရေးဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။အမေရိကန်နိုင်ငံရဲ့ပြည်ဝင်ခွင့်ပိတ်ပင်တဲ့နိုင်ငံစည်းရင်းထဲမှာမြန်မာနိုင်ငံပါဝင်နေတာစိတ်မကောင်းမွယ်တွေ့ရှိရပါတယ်။အမေရိကန်ပြည်ထောင်စုအနေနဲ့လုံခြုံရေးအပါအဝင်အခြားကိစ္စရပ်တွေနဲ့ပတ်သက်ပြီးစိုးရိမ်စရာတွေရှိတာကြောင့်လုံတဲ့တဲ့ကိစ္စတွေဆောင်ရွက်တော်ကိုနားလည်ပါတယ်။မြန်မာနိုင်ငံသားတွေနဲ့မြန်မာနယ်ပွားတွေမြန်မာပြည်ကိုပြန်မလာဖြစ်တဲ့အကြောင်းနဲ့မှာ မြန်မာနိုင်ငံမှာဆရာနာသိမ်းဖို့ကြိုးစားမှုရဲ့နောက်ဆက်တွဲခုခံတော်လှန်စစ်တွေဖြစ်ပွားနေတာအပြင်အကြမ်းဖက်စစ်တပ်ကလူငယ်လူရယ်တွေကိုအတင်းအဓမ္မစစ်သားစုဆောင်းနေတဲ့ကိစ္စတွေကြောင့်အထူးသဖြင့်အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေတဲ့လူငယ်လူရယ်တွေကျောင်းသားတွေဟာနေရက်ကိုမပြောင်းနိုင်ကြတာဖြစ်ပါတယ်အမေရိကန်ပြည်ထောင်စုအနေနဲ့အဲ့ဒီလိုမပြောင်းနိုင်သေးတဲ့သူတွေကိုလက်ခံစောင့်ရှောက်ပေးထားတာကိုလည်းကျေးဇူးတင်ပါတယ် ယာယီအကာအကွယ်ပေးမှုအစီအစဉ် Temporary Protected Status ကိုလည်းတည်တမ်းထပ်မံတိုးမြှင့်ပေးဖို့မြစ်တာရက်ခံလိုပါတယ်။အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေပြီးအကြောင်းအမျိုးမျိုးကြောင့်မြန်မာပြည်ကိုပြန်မလာနိုင်သေးတဲ့သူတွေအနေနဲ့လည်းအမေရိကန်ပြည်ထောင်စုရဲ့တည်သေးဥပဒေစီမင်းစည်းကမ်းတွေကိုလိုက်နာဆောင်ရွက်ပေးကြဖို့တိုက်တွန်းပါရယ်။အခက်အခဲတစုံတရာရှိမယ်ဆိုရင်အမေရိကန်ပြည်ထောင်စုမှာရှိနေတဲ့မြို့သားညွေအစိုးရတာဝန်ရှိသူတွေနဲ့ဆက်သွယ်ပြီးအကူအညီတောင်းနိုင်ပါရယ်။မြို့သားညွေအစိုးရအနေနဲ့ ။ကူညီဆောင်ရွက်နိုင်တဲ့ကိစ္စဆိုရင်တတ်နိုင်သမျှကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့မြို့သားညိုရေးဆိုအနေနဲ့အကြမ်းဖက်စစ်တပ်ရဲ့နီလန်းမျိုးစုံနဲ့ဖီစည်းနှိပ်စက်မှုဆရာနာတိမ်မှုကြောင့်ဖြစ်ရတဲ့ဆင်းရဲကြက်တဲမှုပြဿနာတွေအပြင်ငလျင်မုံတိုင်းရေကြီးရေရှမ်းမှုစတဲ့တဘာဝဘေးအန္တရာယ်တွေကိုပါရင်စည်းခံနေကြရတဲ့ပြည်သူလူထုရဲ့ဘေးဒုက္ခတွေတက်တာရရစေဖို့တက်ဆွမ်းလမ်းဆောင်ရွက်လျက်ရှိသလိုအမြန်ဆုံးကင်းဝေးနိုင်ရစေဖို့ကိုလည်း ်ပြည်သူအားကိုအခြေပြုပြီးအစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ပြည်သူလူတစ်ရက်လုံးဟာဆရာနာရှင်စနစ်ကိုအမြင့်ဖြတ်နိုင်မှုအတွက်ဒီအခြေအနေတွေကိုနေ့စဉ်ရက်ဆက်ဇွဲခတ်ပြီးခံနိုင်ရင်အပြည့်နဲ့ကြော်ဖြတ်နေကြတယ်ဆိုတာကိုမမေ့မလျောက်နှလုံးသွင်းရင်တော်လိုင်းရင်အင်အားစုတွေအားလုံးအနေနဲ့လည်းမရင်းမရိုင်သောစိတ်ဓာတ်နဲ့အစွမ်းကုန်ဆက်လက်ကြိုးစားဆောင်ရွက်ကြဖို့မြစ်တာရက်ခံတိုက်တွန်းရင်းအစီအစဉ်ကိုညီကုန်းချုပ်လိုက်ပါတယ်။အရေးတော်ပုံမုတ်ချအောင်ရမည်